1912ခုနှစ်ဧပြီလ14ရက်နေ့လာရောက်မရှိတဲ့ညတညမှာခီးသည်တင်တိုက်တန်းနဲ့တင်းမောဟာစောက်တတမ်းမှနယူးယောက်စီးတီးကိုသွားတဲ့ပထမအဆုံးခီးစဉ်မှာရေခဲတောင်နဲ့တိုက်မိခဲ့ပါတယ်။ခိုးပြစ်စဉ်မှာလူပေါင်း1500ကျော်တေဆုံးခဲ့ပြီးတော့တိုက်တန်းနဲ့နင်းမြုံမှုဟာရေချောင်းသမိုင်းမှာတတိယမြောက်အသေးပြောက်အများဆုံးတင်းမောနင်းမြုံမှုဖြစ်ခဲ့ပါတယ်။ဒီပိုင်းမှာကျွန်တော်တို့ဟာတိုက်တန်းနဲ့ဘလုံးနင်းမြုပ်ခဲ့တယ်။ဘာကြောင့်နင်းမြုပ်ခဲ့တယ်လဲဆိုတာတွေကိုပြောပြသွားမှာပါ။ တိုက်တန်းနဲ့တင်းမောင်းတီဆောက်မှုကို1906ခုနှစ်မတ်လမှာစတင်ခဲ့ပါတယ်။ပထမဦးဆုံးခီးစဉ်မတိုင်မီ၃နှစ်အလိုမှာ မိခင်တဘာဝတရားကြီးကရေခဲတောင်ကြီးတစ်ခုကိုမွေးဖွားပေးလိုက်ပြီးတော့အဲ့ဒီရေခဲတောင်ကြီးဟာမနှိမ့်နိုင်ဘူးဆိုတဲ့တင်းမောင်းကြီးကိုသမုတ်တရားကျမ်းပင်စီကိုပို့ဆောင်ပေးခဲ့ပါတယ်။နှစ်စဉ်ရေခဲတောင်ကြီးငယ်ပေါင်း၄000ခန့်လောက်ဂရင်းလန်ကျွန်းရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒီရေခဲတောင်ကြီးဟာပုံမှန်အားဖြင့်ဂရင်းလန်ကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်မြောက်ဘက်ကိုမျောပါသွားတတ်ပြီးတော့ဘက်ဖင်ကျွန်း လာဘရာဒေါနဲ့နယူးဖင်လန်ကမ်းရိုးတန်းများကိုဖျက်တမ်းဟာတောင်ဘက်ကိုမျောပါသွားတတ်ကြပါတယ်။ဒါပေမဲ့ရေခဲတောင်အများစုဟာအတ္တလန္တိတ်သမုဒ္ဒရာရဲ့တင်းမောလမ်းကြောင်းနေစီကိုမရောက်ရှိပါဘူး။သူတို့ဟာမျောပါလာရလမ်းတစ်လျှောက်မှာပိတ်မိနေတတ်ပါတယ်။အဲ့လိုမဟုတ်ရင် Gulf Stream ရဲ့ပူနွေးတဲ့ရေထဲမှာအရေးပျော်သွားတတ်ကြပါတယ်။ဒါပေမဲ့တိုက်တန်းနဲ့တင်းမောကြီးနဲ့တိုက်မိမဲ့ရေခဲတောင်ကတော့ထူးကြပါတယ်။အဲ့ဒီရေခဲတောင်ဟာခက်ခဲမှုတွေအားလုံးကိုခံနိုင်ရှိပြီးတော့၃နှစ်အကြာခီးနေလာပြီးတဲ့အချိန် 1912ခုနှစ်ဧပြီလမှာမနစ်မြုပ်နိုင်တဲ့တိုက်တန်းနဲ့တင်းမောနဲ့တွေ့ဆုံမဲ့နေရာကိုရောက်လာခဲ့ပါတယ်။ဒါဆိုတိုက်တန်းနဲ့တင်းမောကိုမနစ်မြုပ်နိုင်တဲ့တင်းမောလို့ဘာကြောင့်ခေါ်လဲဆိုတာကိုနည်းနည်းလောက်ပြောကြရအောင်။သတင်းစာတွေမှာတိုက်တန်းနဲ့ကိုရေလုံနဲ့အခန်းဆက်ချောက်ခန်းနဲ့တိဆောက်ထားပြီးတော့အဲ့ဒီအခန်းနေတဲ့ဟာလေးခန်းအထိရေဝင်သွားခဲ့ရင်တော့မြုံမသွားဘဲနဲ့ပေါ်နေနိုင်ကြအောင်တိခဲ့ကြရပါတယ်။ဒါအပြင်တမိနစ်ကိုရေတန်းချိန်30တိဆုပ်ထုတ်နိုင်တဲ့ရေဆုပ်ဆက်ရှစ်လုံးရှိကြအောင်လည်းတိထားကြပါတယ်။ အဲ့ဒီအချက်တွေနဲ့အောက်ခံကြမ်းမြင်နှစ်ထပ်ပါတယ်အခြားတိုးတက်မှုတွေကြောင့်တည်င်းစာမှာတိုက်တန်းနဲ့တဲမောဟာတကယ်ကိုမနှိမ့်ညွန့်နိုင်ဘူးလို့ကြေညာခဲ့ကြတာပါဒါဆိုဘလို့နှိမ့်ညွတ်ခဲ့တယ်လဲဆိုတဲ့အကြောင်းပြန်သွားပါမယ်တိုက်တန်းနဲ့တဲမောဟာပထမခီးစဉ်ထွက်ခွာပြီး၄ရက်ကြာတဲ့အထိပြီးပြည့်စုံတဲ့ခီးစဉ်ဖြစ်ခဲ့ပါတယ်ခီးစဉ်တွေကအေးချမ်းသောယာတီဝူလူနဲ့ပြီးပြည့်စုံသောဝန်ဆောင်မှုတွေကိုခံစားနေကြပါတယ်ဒါပေမဲ့အေးချမ်းတဲ့ယာတီဝူလူနဲ့ငြိမ်သက်နေတဲ့ရေပင်ကြီးဟာကြီးမားတဲ့အန်ရီကြီးတစ်ခုကိုဖုံးကွယ်ထားခဲ့ပါတယ် ိုက်တန်းနီရဲ့ကပတိန်ကမစ္စတာမာဒော့ဖြစ်ပြီးတော့ရေလမ်းကြောင်းစောင့်ကြည့်ဖို့အတွက်တာဝန်ကျသူကတော့ Frederick Fleet နဲ့ Ragnell Lee ပဲဖြစ်ပါတယ်။ကပတိန်က Fleet နဲ့ Lee တို့ကိုပင်လယ်ပြင်အခြေအနေကိုအဆက်မပြတ်စောင့်ကြည့်ရတဲ့အန်ဒီရဲ့တစုံတစ်ခုဖြစ်ပေါ်လာရင်အတိပေးရန်တာဝန်ပေးထားခဲ့ပါတယ်။လေမရှိလားမရှိရဲ့ညဟာရေခဲရေထူထပ်များပြားတဲ့ဒေသတွေမှာဆိုရင်လမ်းကြောင်းစောင့်ကြည့်သူတွေအတွက်တကယ့်ကိုအိမ်မက်ဆိုးတစ်ခုပါ။လေမရှိပါကရေခဲတောင်တွေကိုရိုက်ခတ်နေတဲ့လှိုင်းတွေကိုမြင်နိုင်ကြားနိုင်မှာမဟုတ်သလို လာမရှိပါကပင်လယ်ပြင်ရဲ့အဝေးကိုမမြင်နိုင်ပါဘူးအဲ့ဒီထက်ပိုအရေးကြီးတာလာရဲ့အလင်းရောင်မရှိတဲ့အခါမှာရေခဲတောင်တွေကနေပြန်လာတဲ့အလင်းရောင်ရောင်ပြန်ဟတ်တာကိုမမြင်ရတာပါလမ်းကြောင်းဆောင်ကြည့်သူတွေကများသောအားဖြင့်မျက်လုံးနဲ့သာကြည့်ကြတော့လေအရာဝတ္ထုတွေရဲ့ပုံရိပ်တွေကိုအတီးပြုတ်မှုပုံမှုကောင်းမှုစေရန်အတွက်အဝေးကြီးမှန်ဘူးတွေကိုအသုံးပြုကြပါတယ်ဒါပေမဲ့ fleet နဲ့ lido နှစ်ယောက်စလုံးမှာအဝေးကြီးမှန်ဘူးတွေရှိမနေခဲ့ပါဘူးအဲ့ဒီအချိန်သူတို့နှစ်ယောက်မှသာအဝေးကြီးမှန်ဘူးတွေရှိနေခဲ့မှာဆိုရင် အန်နီယယ်ဒီကိုပုံမှုစောစည်းစွာတည်နိုင်ခဲ့မှာပါ။1912ခုနှစ်ဧပြီလ14ရက်နေ့ညသကောင်းရဲ့အချိန်မှာတိုက်တန်းနဲ့တင်းမောဟာတနာယီကိုရေမိုင်22မိုင်နဲ့အမြင့်ဆုံးအမြန်နှုံးနဲ့တွားနေခဲ့ပါတယ်။ကပတိန်ကရေခဲတွေရှိရဲလို့တည်ထားတဲ့နေရာတွေကိုရှောင်ရှားဖို့အတွက်လမ်းကြောင်းကိုတောင်ဘက်ကိုချိန်ညှိပေမဲ့အဲ့လိုမြင်မာတဲ့အမြန်နှုံးရင်မြင်ကွင်းကောင်းကောင်းမမြင်ရတာတွေကသူ့အတွက်အလွန်ခက်ခဲခဲ့ပါတယ်။7နှစ်39မှာ Fleet နဲ့ Lee တို့ဟာရေခဲတောင်သူတို့နဲ့ပေ900အကွာမှာတွေ့ရှိခဲ့ပါတယ်။ ဲ့နောက်ကပတိန်စီကိုတင်ပို့ခဲ့ပါတယ်။အဲ့လိုနဲ့ပထမအရာရှိကပတိန်မာတော့ဟာလင်းလင်းမြန်မြန်ပဲတုံ့ပြန်ခဲ့ပါတယ်။သင်းမောကိုဗပြောင်းလှည့်ရန်နဲ့အမြန်တော့ရှော့ချရန်အတွက်အင်ဂျင်များကိုရပ်တန့်မှုအမိန်ပေးခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်ဟာကောင်းမွန်ခဲ့ပေမဲ့အချိန်မလုံလောက်ခဲ့ပါဘူး။တိုက်တန်းနေကအလွန်မြန်ဆန်စွာသွားနေခဲ့ပါတယ်။အဲ့လိုနဲ့ကပတိန်မာတော့ဟာရှေ့တဲ့တဲ့ရကနေတိုက်မိနိုင်ကြီးကိုရှောင်ရှားနိုင်ခဲ့ပေမဲ့တိုက်တန်းနေသင်းမောကြီးဟာစက္ကန့်အနည်းငယ်အကြာမှာညာဘက်အချမ်းမှာရှိနေတဲ့ရေခဲတောင်နဲ့တိုက်မိခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့်အခန်း၅ခန်းပျက်စီးသွားခဲ့ပြီးတော့ရေတရတမိနစ်ကိုရေတန်ချိန်400နှုန်းဖြင့်ပြင်းပြင်းထန်ထန်စီးဝင်လာခဲ့ပါတော့တယ်။ရေစုပ်ဆက်တွေကလည်းတမိနစ်လျင်ရေတန်ချိန်30ဟုသာစီမံနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့တိုက်တန်းနဲ့တင်းမောကိုဘယ်ຢာကမှကဲတင်နိုင်တော့မှာမဟုတ်ပါဘူး။မနှိမ့်မြုပ်နိုင်တဲ့တင်းမောဟာတကယ်တော့နှိမ့်မြုပ်နေခဲ့ပါပြီ။တလက်မအထူရှိတဲ့တမဏီပြားတွေနဲ့တိဆောက်ထားတဲ့တင်းမောဟာရေခဲတုံးတုံးကြောင့်အလွယ်တကူဘာကြောင့်ပျက်စီးခဲ့ရလဲ။ကောင်းပါပြီ ဒါဆိုရင်အကြောင်းအရာတွေကိုလေ့လာကြည့်အောင်တလမအထူးရှိတဲ့တမဏိပြားတွေဟာတိုင်းမိတာကိုခံနိုင်ရှိခဲ့ပေမဲ့သူတို့ချိတ်ဆက်ထားတဲ့မူဒီတွေကတော့ခံနိုင်မရှိခဲ့ရကြောင်းပျက်စီးခဲ့ရတာဖြစ်ပါတယ်1998ခုနှစ်မှာတိုက်တန်နစ်ကနေပြန်လည်ရရှိခဲ့တဲ့မူလီနမူနာတွေကို The National Institute of Standard and Technology ကစစ်ဆေးခဲ့ပါတယ်စစ်ဆေးချက်တွေအရတိုက်တန်နစ်မှာအသုံးပြုခဲ့တဲ့မူလီတွေဟာအရေးအသွေးဉာဏ်ဖြင့်ကြောင်းသိရှိခဲ့ရပါတယ်ပြန်လည်စမ်းသပ်မှုတွေကနေတစဉ်တိုက်မိခဲ့တဲ့အခါမှာ မူလီကောင်းများပြုတ်ထွက်သွားပြီးတော့တမ်မနီဖျားရီကြောင်ရေရီယာစီးဝင်လာခဲ့ပါတယ်။ဒါကြောင့်ရေခဲတောင်ဟာတိုက်တန်းနဲ့တင်းမောရဲ့ကိုယ်တွေကိုဓားနဲ့ထောဘက်ကိုလှီးဖြတ်လိုက်လို့လှီးဖြတ်ခဲ့ခြင်းမဟုတ်ပါဘူး။တိုက်တန်းနဲ့တင်းမောရဲ့အသေးငယ်ဆုံးအစိပ်ပိုင်းကတိုက်မိမှုဒဏ်ကိုခံနိုင်မရှိခဲ့ရကြောင်းပဲဖြစ်ပါတယ်။တိုက်တန်းနဲ့ဟာရေခဲတောင်နဲ့တိုက်မိပြီးနှစ်နာရီခွဲအကြာမှာတိုက်တန်းနဲ့တင်းမောရဲ့နောက်ပိုင်းဟာရေမျက်နှာပြင်ပေါ်မြင့်တက်လာခဲ့ပါတယ်။အဲဒီနောက်ဒုတိယနဲ့တတိယမီးခိုးတိုင်များအကြာမှာနှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ Titanic ကိုအသက်ငယ်လေး64စီးတည်ဆောင်နိုင်ရန်ဒီဇိုင်းထုတ်ထားခဲ့ပါတယ်။အဲ့ဒီရေတွက်ဟာနင်းမြုပ်နေတဲ့တင်းမောမှာရှိတဲ့ခီးတဲ့အားလုံးလုံလောက်နိုင်ရည်ရှိပေမဲ့ Titanic ရဲ့ပိုင်ရှင် White Star Line ကအသက်ငယ်လေးများလုံးမှာကတင်းမောပြင်ကိုပုံမှုရှုပ်ထွေးမှာစိုးရိမ်နေတဲ့အတွက်အသက်ငယ်လေးအစီး20နဲ့သာထွက်လာခဲ့ကြပါတယ်။မိနစ်အနည်းငယ်ကြာမှာလေပေါ်မှာရှိနေတဲ့သူတွေဟာ Titanic ရဲ့နောက်ပိုင်းဟာ Atlantic ရဲ့အေးပြီးတော့မှောင်မိုက်နေတဲ့ရေပြင်နဲ့ကြီးတဲ့ကိုနင်းမြုပ်ပျောက်ကွယ်သွားတာကိုမြင်တွေ့ခဲ့ကြရပါတော့တယ်။ ယနေ့ဒီတိုင်းတိုက်တန်းနဲ့တင်မောနှိမ့်ညွတ်မှုဟာအတိတ်ဆိုးကြီးတစ်ခုအဖြစ်ကျန်ရှိနေသေးပါဒါဟာတိုက်တန်းနဲ့တင်မောနှိမ့်ညွတ်မှုပဲဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးကနိုတီခေါင်းလေးကိုလည်းနှိပ်သွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ